နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းငလျင်ကြီးကြောင့်တက္ကသိုလ်ဝန်ထမ်းအပြေလွာများပြသခဲ့တဲ့ကျောင်းသား6300ကျော်ကိုဂုံတိတ်ခါရှိစေရန်အတွက်အအောင်မပေးဘဲနဲ့စာမွေးပွဲပြန်ဖြေခန်းခြင်းဖြစ်တယ်လို့စစ်ကောင်စီက ထုတ်ပြန်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့်မန္တလေးတက္ကသိုလ်မှာတက္ကသိုလ်ဝန်ထမ်းစာမေးပွဲအဖြေလွှာပေါင်း၄သိန်းခန့်မီးလောင်ပျက်စီးသွားတယ်လို့သိရပါဗါတယ်။အဲ့ဒီအဖြေလွှာများဟာမန္တလေးနေပြည်တော်၊စကိုင်းနဲ့ကချင်ပြည်နယ်ကတက္ကသိုလ်ဝန်ထမ်းကျောင်းသားကျောင်းသူများဖြေဆိုထားတဲ့အဖြေလွှာများဖြစ်တယ်လို့သိရပါဗါတယ်။ဒါကြောင့်အဖြေလွှာများပျက်စီးခဲ့ရတဲ့ကျောင်းသားကျောင်းသူများကိုလာမယ်။ဇွန်လ16ရက်နေ့ကစတင်ပြီးတော့စာမေးပွဲအဖြေလွှာများကိုပြန်လည်ဖြေဆိုခိုင်းရန်စစ်ကောင်စီကကြေညာခဲ့တယ်လို့သိရပါဗါတယ်။ ဂုံတိုက်ခါရှိဖို့ဆိုတာက မန္တလေးငလျင်ကြောင်းအကုံလုံးအအောင်ပေးလိုက်တယ်ပဲဆိုပါစို့ဒါကအကုံအအောင်ပေးလိုက်တဲ့ခေတ်ကြီးမှာအောင်လာကြတဲ့ចောင်းသားចောင်းသူတွေပဲဆိုပြီးတော့တချို့ကပြောလာကြမှာဖြစ်ပါတယ်ဒီလိုမျိုးအပြောခံနိုင်ပါမလားဆိုတာလဲစဉ်းစားကြရပါတယ်ဘာပဲပြောပြောចောင်းသားចောင်းသူတွေအားလုံးဟာကိုယ့်ရဲ့မာမာနာလေးတွေစူးစမ်းအားထုတ်မှုလေးတွေကိုခြားပြခြင်းတာဖြစ်ပါတယ်ဒါကြောင့်ဂုံတိတ်ခါရှိစေဖို့အတွက်စာမေးပွဲကိုပြန်လည်ကျင်းပရခြင်းဖြစ်ပါတယ်လို့စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနလေးလာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာချောချောစိန်ကစစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာများမှာပြောဆိုထားပါတယ်။ဇွန်လအတွင်းပြန်လည်ဆစ်ဆေးမဲ့တက္ကသိုလ်ဝန်ထမ်းစာမေးပွဲမှာចောင်းသားចောင်းသူပေါင်း6300ကျော်ကိုပြန်လည်ဖြေဆိုရမှာဖြစ်ပြီးတော့စာစစ်ဌာန200နီးပါးဖွင့်လှစ်မှာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနပညာရေးသုတေသနစီမံကိန်းနဲ့လေ့ကျင့်ရေးဦးစီးဌာနကခိတ္တညွှန်ကြားရေးမှူးချုပ်ဒေါက်တာခင်သေးတာကတော့တက္ကသိုလ်ဝန်ထမ်းစာမေးပွဲကိုပြန်လည်ဆစ်ဆေးရခြင်းဟာတရားမျှတမှုအတွက်ပြန်လည်ဆစ်ဆေးခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။ စာမေးပွဲဖြေဆိုပြီးတော့အောင်မြင်မှုရခြင်းဟာကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစေပြီးတော့ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့အခြားသူတွေအတွက်မျှတမှုကိုလုံဆောင်နိုင်စေခြင်းပဲဖြစ်ပါတယ်လို့၎င်းကပြောဆိုထားပါတယ်။ မန္တလေးကចောင်းသားမိဘပြည်သူအများစုကတော့တက္ကသိုလ်ဝန်ထမ်းစာမေးပွဲဖြေဆိုခဲ့တဲ့အချိန်တုန်းကငလျင်လောက်ခတ်ခြင်းမရှိတဲ့အတွက်စိတ်အေးတက်သားစွာဖြေဆိုနိုင်ခဲ့တော့လေတက္ကသိုလ်ဝန်ထမ်းပြန်လဲစစ်ဆေးတဲ့အချိန်မှာတော့ငလျင်တန်းကြောင့်အိမ်ပြိုစီးပွားပြတ်မိသားစုဝင်တွေတေဆုံးထားခြင်းများဖြစ်ပေါ်ထားတယ်လို့သိရပါတယ်။ဒါကြောင့်ចောင်းသားចောင်းသူများအနေနဲ့တော့၎င်းမိဘများအနေနဲ့တော့၎င်းစာမေးပွဲကိုပြန်လဲဖြေဆိုရန်ဟာမလွယ်ကူဘူးလို့တုံ့တက်ပြောဆိုထားပါတယ်။ ဒီအဖြေလွားတွေပြက်စီးသွားတာကတဘာဝဘေးအန္တရာယ်အကြောင်းဖြစ်တာလေ။ចောင်းသားတွေမှာလည်းပြန်ဖြေရမယ်တာဝန်မရှိဘူး။အကုန်လုံးကိုအအောင်ပေးလိုက်ရင်ဒါကြီးကစိတ်ပူစရာမလိုတော့ပါဘူး။အခုကမလျင်တန်ကြောင့်အလုံးဒုက္ခရောက်နေကြရတာဆိုတော့စိတ်အေးလက်အေးနဲ့စာမွေးပဲဖြေနိုင်ဖို့ခက်ခဲပါတယ်လို့မဟာအောင်မြေမြို့နယ်ကចောင်းသားမိဘတို့ကတုံ့တက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။